ကိုအပန်းတောင်းလေကြည်လိုက်အခါမှာဆိုဒီထမိုင်ခွင်းသူပေးထားတဲ့ထမိုင်ခွင်းအမက်ကဘယ်ဘုံလားညာဘုံလားကြည်တဲ့အခါမှာဆိုကိုလက်ကိုကြည့်ပေါ့နော်ဒီမှာဆိုညာဘက်လက်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ညာဘုံသမားအတွက်ညာဘုံသမားအတွက်ဒါပေမဲ့အသွွန်အခုသွွန်ထမိုင်ဖုံးကကြတော့ဘယ်ဘုံသမားအတွက်စကျင်ဘက်ဖြစ်သွားပြီဘက်မညီဘူးဘက်မညီဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကြောင်ပေါ်ကိုပေါ်ပေါ်နေလိုက်မယ်ဒီထမိုင်ခွင်းကဆက်ကြောင်ဖြစ်ကိုဖြစ်ဖြစ်လိုက်မယ်ဆက်ကြောင်ဖြစ်တဲ့အခါကျရင်နှစ်မျိုးရှိတယ် အာအမိတ်နေရာမှာဆက်ကြောင်းလားဘဲဆက်ကြောင်းလားဆိုပြီးတော့နှစ်မျိုးရှိတယ်အာဒါဆိုရင်ဒီဒီဒီအမိတ်လက်ကကြတော့တအားကိုဘဲရောက်လွန်ခဲ့မဲ့ဆိုရင်အဲ့ဒီဆက်ကြောင်းကကြတော့ဒီအမိတ်နေရာမှာရှိလိမ့်မယ်သူရဲ့အမိတ်ကကြတော့ဒီအလယ်နေရာမှာရှိခဲ့မဲ့ဆိုရင်ဆက်ကြောင်းကကြတော့ဘဲဆက်ကြောင်းနဲ့လာမယ်ပြန်ပြောမယ်နော်ဒါကြောင့်ပြန်ပြောမယ်နော် သူပေးတဲ့ထမင်ခွင်းရအမက်ကကြတော့ညာဘောင်းနှမအတွက်သုံးကကြတော့ဘဲဘောင်းနှမအတွက်ဒါဆိုရင်ဘက်မညီဘူးဘက်မညီဘက်မညီဘူးဖြစ်အတွက်ကြောင့်မလို့ဒါဆိုဆက်ကြောင်ပေါ်ကိုပေါ်လိုက်မယ်ဆက်ကြောင်ရှိကိုရှိလိုက်မယ်ဆက်ကြောင်ရှိတဲ့ခါကျရင်နှမျိုးရှိတယ်ဘဲဆက်ကြောင်လားအမက်နေရဆက်ကြောင်လားဆိုတာနှမျိုးထပ်စင်းစားမယ်ဒါဆိုရင်ထမင်ခွင်းကိုပြန်ကြည့်တဲ့အခါမှာဆိုရင်အမက်နေ့ကကြတော့တအားကိုဘဲရလွန်ခဲ့မှဆိုရင်ဒီအမက်နေရမယ်မယ်သုံးလို့ဆက်ကြောင်ယူမယ်အာဒီအမက်နေ့ကကြတော့ဘဲမရဘူးဒီနေရာအလဲနေရမှာရှိခဲ့မှဆိုရင်ဆက်ကြောင် ကကြတော့ဘေးစကြနဲ့လာမယ်တုံပြောင်းနားလဲလားတုံပြောင်းနားလဲလားဒါဆိုရင်တုံတို့ပက်တန်လေးစဆွဲမယ်ဒီထမင်ခွင်းကကြတော့ဆက်ချန်းကကြတော့အမက်ကတအားကိုဘေးရလွန်းတာဖြစ်အတွက်ကြောင့်မလို့အမက်နေရာလေးမှာပဲတုံတို့ဆက်ချန်းလေးလောက်မယ်နော်ဒီထမင်ခွင်းကအမက်နေရာမှာပဲဆက်ချန်းလောက်မယ်နော်အမက်နေရာပဲပဲဆက်ချန်းရှိလိုက်မယ် เนาะဒါဆိုရင်အမှတ်နေရာမှာစက်ကြောင်ရမရပုံလို့ပတ်တန်လေးစဆွဲမယ်เนาะဒါဆိုရင်ပတ်တန်လေးစဆွဲမယ်ဖမန်တကွင်းကိုစခိုင်တဲ့အခါမှာဆိုရင်အမှတ်ကိုအလင်မှာထားမယ်လက်နှစ်ဖက်ကိုချလိုက်မယ်ကိုထမဲကိုထမိုင်ဖုံးတဲ့ဘက်ကဘယ်ပုံဖြစ်လို့ရှိရင်ဒီလိုမျိုးဘယ်ခောက်မယ်ဒီလိုမျိုးခောက်မယ်ကိုထမိုင်ဖုံးရအဖေါ်ကညာဘုံဖြစ်မဆိုဒီလိုမျိုးခောက်မှာပေါ့เนาะအခုတွန်းထမိုင်ဖုံးကဘယ်ဘုံဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဘက်ရှိတဲ့လက်ကိုခောက်ပါမယ်ပုံပြနားလဲလားအင်းဒါဆိုရင် အခုတော့တူတူလေးကဘယ်ဘောင်းတက်တက်ပဲเนาะဒါဆိုရင်တွန်းဘယ်ဘောင်းဖြစ်အတွက်ကြောင့်မလို့ဘယ်ဘက်ရှိလက်လက်ကိုဒီလိုမျိုးခလိုက်မှာပေါ့เนาะဒါဆိုရင်တွန်းဒီလိုမျိုးနည်းနည်းခလိုက်ပြီเนาะ ရလားသုံးတူလိုမျိုးနည်းနည်းခါလိုက်ပြီးခါပြီးလို့ရှိရင်ခါပြီးတာနဲ့ဒီအမှတ်ရှိတဲ့နေရာလေးအမှတ်ရှိတဲ့နေရာလေးကိုကြာတော့နံပါတ်1အကွက်လေးတံပိုးလေးတိုင်ပေးရမယ်ဒါဆိုအမှတ်ရှိတဲ့နေရာလေးကနံပါတ်1အကွက်လေးတိုင်ရမှာဖြစ်အတွက်ကြောင့်မလို့ဒါဆိုနံပါတ်1ပြောတာလေးကကြာတော့ခါကိုနှင်းနဲ့စပြီးခါကိုနှင်းနဲ့စပြီးတလက်မနဲ့ပေါင်းတာလေးပါဒါဆိုရင်ဒီအမှတ်ဒီကတ်ကြီးစာနဲ့လည်းတောက်မှာနော်ကိုခါထားတဲ့နေရာလေးကိုကတ်ကြီးစာနဲ့လည်းတောက်မယ်ဒါဆိုရင်ကိုကတ်ကြီးစာလည်းတောက်ပြီးလို့ရှိရင် ကကြစ်စာတာပြီးလို့ရှိရင်အဲ့ဒီကကြစ်စာတာထားတဲ့အမှတ်နဲ့ဒီထေကကြတော့ခါကိုနှစ်နဲ့နံပါတ်1ကွက်လေးတိုက်မယ်လေနော်နံပါတ်1ကွက်ပြောတာလေးကကြတော့နံပါတ်1ကွက်ပြောတာလေးကကြတော့ခါကိုနှစ်နဲ့စာပြီးတလက်မနဲ့ပေါင်းတာလေးပါဒါဆိုရင်အမှတ်ရှိတဲ့နေရာလေးကကြတော့ခါကိုနှစ်နဲ့စာပြီးတလက်မနဲ့ပေါင်းထားတဲ့အဖြေလေးပမာဏလေးထမိန်ဆွဲဖို့တပတ်တန်လေးဖြည့်ဖို့အတွက်ပိုက်စလည်းမရှိနေဘူးတွေ့လားဆိုရင်နံပါတ်1လည်းတစ်ချက်ထားလိုက်မှာပေါ့နော်ဒါပေမဲ့နံပါတ်1တော့ရေးထားပေးပါမှာဆိုရင်နံပါတ်1အကွက်လေးပါမှာနံပါတ်1အကွက် ဒီနမတိကွက်ကကြတော့သူတို့ဖြည့်ဖို့အတွက်ဒီခါကိုနှင်းနဲ့စားပြီးတလက်တလက်မနဲ့ပေါင်တံပိုးလေသူတို့ဖြည့်ဖို့အတွက်သူတို့မှတ်ဖို့အတွက်သူ့မှာပဲစားမရှိဘူးပဲစားမရှိဘူးဖြစ်သွားကြမလို့တစ်ချက်တစ်ချက်ထားလိုက်မယ်နံပါတ်၁ဆွဲပြီးလို့သဘောထားလိုက်နံပါတ်၁နဲ့နမတုံးဖြည့်မယ်ဒါဖြည့်ပြီးဆွဲပြီးလို့သဘောထားလိုက်တစ်ချက်ထားလိုက်မယ်ဒါဆိုနံပါတ်၁ရဲ့အတွင်းဘက်မှာဘာရှိလဲနံပါတ်၁ရဲ့အတွင်းဘက်မှာဘာရှိလဲနံပါတ်၁ရဲ့အတွင်းဘက်မှာဆိုရင်နံပါတ်၂ နံပါတ်2ရှိနေတာလေးပါတဲ့ရဲ့အတွင်းဘက်မှာကိုသမိုင်ဖောင်းတဲ့ဘက်ရဒီအတွင်းဘက်မှာဆိုရင်နှစ်ရှိနေတာလေးပါဒါဆိုရင်အတွင်းဘက်မှာဆိုရင်နှစ်လေးဖြိမှန်နော်ဒါဆိုရင်အဖောင်ဒီအဖောင်ရဲ့အတွင်းဘက်မှာဆိုရင်တုံးတော့နှစ်နှစ်လေးဖြိမှာပေါ့နော် တဲ့အဖောင်းရဲ့အတွင်းဘက်မှာဆိုရင်နှစ်ဖြီမှာပေါ့ဒါဆိုရင်နှစ်ရဲ့ပမာဏပြောတာလေးကကြတော့ခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်တာလေးပါခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်တာလေးပါဒါဆိုရင်ကိုကကြည့်စာတောက်ထားတဲ့နေရာဒီနေရာလေးဟုတ်လားအဲ့ဒီကကြည့်စာတောက်ထားတဲ့နေရာလေးအမှတ်ကနေခါကိုနှစ်နဲ့စပြီးနှစ်လက်မနဲ့ပေါင်ထားတဲ့အတလက်မနဲ့ပေါင်ထားတဲ့အဖြစ်လေးကိုသူတို့ဆွဲမှာပေါ့နော်ဒါဒါကကြတော့ခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်ထားတဲ့အဖြစ်လေးနံပါတ်1အပုံလေးသုံးဆွဲလိုက်ပြီးဒါဆိုရင် 我没变，没呢。 တေးရက်ဒီအတွင်းဘက်မှာနှစ်လည်းရှိပြီဆိုတော့တေးရက်ဒီဂျန်တစ်ဖက်မှာတောင်းလည်းမရှိဘူးလားဒီနေရာမှာတောင်းမရှိဘူးလားဒါဆိုတော့တောင်းဆွဲဖို့ပိတ်စမရှိဘူးလေနော်ဒါဆိုရင်နှစ်လေးပဲပဲတောင်းဆက်သွားမယ်နော်ဒါဆိုရင်နှစ်နှစ်လေးဆွဲပြီးနော်နှစ်နှစ်ပြလို့ရှိရင်နှစ်ရဲ့ဘင်းမှာပါရှိလဲပုံနည်းကိုပဲပြန်ကြည့်မယ်နော်အများတန်းပုံနည်းလေးကိုပဲပြန်ကြည့်မယ်နော်နှစ်နှစ်နှစ်ကွက်ပြလို့ရှိရင်နှစ်ရက်ဘင်းမှာပါရှိလဲ6ဆတလမရှိနေတာလေးပါဒါဆိုရင်နှစ်ရက်ဘင်းမှာ6ဆတလမရှိနေတာဖြစ်အတွက်ကြောင့်မလို့ဒါဆိုရင်နှစ်ရက်ဘင်းမှာ6ဆတလမလေးတော့ဖြီးလိုက်မှာပေါ့ဖြီးပြလို့ရှိရင်ပုံန တဲ့အပိုင်းလေးကိုတော့ညှပ်ထောက်မယ်။နော်ဖြည့်ပြီးလို့ရှိရင်6စာတလက်မှဖြည့်လို့ရှိရင်6စာတလက်မှရဲ့ဘေးမှာဘာမှမရှိတော့ဘူး။6စာတလက်မှရဲ့ဘေးမှာဘာမှမရှိတော့ဘူးဖြည့်အတွက်ကြောင့်မလို့ပုံပုံညှပ်ထောက်လို့ရပြီပေါ့။နားလည်လားဒီမှာတော့ညှပ်ထောက်လိုက်မယ်။6စာတလက်မှရဲ့ဘေးမှာဘာမှမရှိတော့ဘူး။ဘာမှမရှိတော့ဘူးဖြစ်အတွက်ကြောင့်မလို့တုံးလုံးညှပ်ထောက်လိုက်မယ်ညှပ်ထောက်ပြီးလို့ရှိရင်ဒီပုံနဲ့တဲ့ပိုက်စားကလေးကိုဒီမှာပြန်လာမဆက်ဘူးလားဘာဖြစ်လဲဆိုတော့တစ်ပြီးလို့ရှိရင်တုံးလုံးတောင်းနဲ့ပြန်ဆွဲရမယ်လေနော်တေးရဲ့ဒီအတွင်းတေးရဲ့ဒီ တည့်ရက်ဒီအတွင်းချမ်းပေါင်းမှာနှစ်လဲယူပြီးဆိုတော့တည့်ရက်ချန်တစ်ဖက်မှာတောင်းလဲပြန်ဆွဲရမှာဖြစ်အတွက်ကြောင့်မလို့တွန်းဒီဘက်ဖြတ်ပြီးလို့ရှိရင်ပုံနေတဲ့အပိုင်းလေးကိုဒီမှာပြန်လာဆက်မယ်နော်ဒီမှာပြန်လက်ဆက်မယ်နားလည်တယ်ဟုတ်ဒီမှာဒီဘက်မှာပြန်လက်ဆက်မယ်အဲ့လိုမျိုးအဲ့လိုမျိုးအပိုင်းတောင်းဆက်တဲ့ခါမှာဆိုတဒိဋ္ဌာပါတုံးမှားတယ်နော်အမြဲတမ်းမှားတယ်နော်အဲ့လိုမျိုးပိုင်းတောင်းဆက်တဲ့ခါမှာဆိုတဒိဋ္ဌာပါတုံးတော့ဒီတုံးတော့လက်ဆက်တဲ့ခါမှာဆိုဒီလိုမျိုးအတိုင်းပဲလက်ဆက်တဲ့ခါမှာဆိုလေတုံးတော့ထမိုင်ချော့ပြီးလို့ရှိရင်လေ သူလိုမျိုးစက်ကြောင်ကရှစ်တဲ့မှာတော့ပေါ်လိုက်မယ်ဆိုမှသူလိုမျိုးရှစ်တဲ့မှာတော့မပေါ်ဘူးလားဒီမှာအဖောင်းသုံးလို့ပို့လို့ရှိရင်ဒီမှာအဖောင်းအဖောင်းဒီလိုမျိုးပဲတော့ဆက်တဲ့ခါမှာဆိုရင်စက်ကြောင်ကကြတော့ရှစ်တဲ့မှာတော့မတော့မကြနိုင်ဘူးလားဒါကြောင့်မလို့အဲ့လိုမျိုးသုံးလို့အဲ့လိုအဲ့လိုမျိုးကြားရအောင်ဆောင်းနာသွင်းရေးထားလို့မျိုးပဲဒီနေရာမင်းမှာဆိုရင်၆စာတလက်မလေးဖယ်မယ်၆စာတလက်မလေးခြံပြီးလို့ရှိရင်ကြံသားလေးကိုညှပ်ထုတ်ပါ ုံပြနားလည်လားဒါဆိုရင်တုံးလို့ဆက်ချမ်းကအမက်နေရာမှာဒီလိုမျိုးအဆက်ချမ်းလေးလိုချင်တာဖြစ်အတွက်ကြောင့်မလို့ဒီအမက်ကနေတုံးလို့6ဆတလက်မလေး ဖယ်မယ်ဒါမှမဟုတ်ဆိုရင်ကိုယ့်ရဲ့6စာ4စိတ်ပဲရှင်းခဲ့မှဆိုရင်အမက်ကနေ6စာ4စိတ်လေးခြံပြီးလို့ရှိရင်ဂျန်တာလေးကိုညှက်ထောက်ညှက်ထောက်ပြီးမှတာနဲ့ဒီပုံနဲ့တဲ့အပိုင်းလေးကိုလာဆက်ဒါမှမဟုတ်တာနဲ့ဆက်ချားကကြတော့ဒီအမိတ်အနားလေးမှာရှိမှာပေါ့သုံးပြောင်းနားလဲလားအကယ်၍ဒီပုံနဲ့တဲ့နည်းနည်းလေးကိုသုံးမညှက်ထောက်ပဲနဲ့ပုံနဲ့တဲ့နည်းနည်းလေးကိုသုံးမညှက်ထောက်လေးပဲနဲ့ဒီတိုင်းလေးသွားဆက်တဲ့ခါမှာလည်းဆက် word ပြီးလို့ရှိရင်လည်း word တဲ့ခါမှာဆက်ချားကကြတော့ဒီအလယ်တဲ့မှာသွားရှိရင်ဘလို့သွားလှမယ်မလှဘူးလေနော်ဒီဆက်ချားကအတွင်းမှာရှိရင်တမျိုးပေါ့အခုဆက်ချားကဒီအလယ်တဲ့မှာသွားရှိရင်မလှ ဘူးဒါကြောင့်မလို့ဒီဒီဒီမှာပြန်လာဆက်တဲ့ခါမှာဆိုအပိုင်းတုံးဆွဲဖို့အတွက်ပြန်လာဆက်တဲ့ခါမှာဆိုနည်းနည်းတော့တတိထားပြီเนาะနည်းနည်းတော့တတိထားပြီတုံးတော့6ဆတလက်မှချန်ပြီးချန်တာလေးကိုညှပ်ထောက်ပြပါဒါဆိုရင် ဒီအမိုက်နေရာလဲမှာပဲသူဆက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမိုက်အမိုက်အမှတ်ကနေဒါအမိုက်ကိုကိုရထမိုက်အမိုက်အမှတ်ကနေကိုရ60အလေးစိုက်ပဲရှိလို့ရှိရင်လေးစိုက်ပဲချန်နော်လေးစိုက်တဲ့ချန်လို့ရှိရင်ကျန်တာလေးကိုညှပ်ထောက်လိုက်မယ်ဒါဆိုရင်အမိုက်ရှိတဲ့နေရာလေးကနေသူတို့60အလေးလေးစိုက်ချန်မယ်နော်မာ60အလေးလေးစိုက်ချန်ပြီဆိုပါစို့မာ60အလေးလေးစိုက်ချန်လို့ရှိရင်ပုံနေတာလေးကိုညှပ်ထောက်မယ်ပေါ်နေတာလေးကိုညှပ်ထောက်မယ်။ဒါမှတာလဲဆက်ကြားငါကြတော့ဒီအမိတ်နေရာမှာလေးရမှာလေးနော်။ အကယ်၍သူတို့ဒီပိုနတာလေးကိုမညှပ်ထောက်ဘူးဒီတိုင်းဆက်ခက်မဲ့ဆိုရင်အဲ့ဒီဆက်ချာကကြာလေတဲတဲရောက်သွားမယ်ရုပ်ဆိုးနေရောပဲနော်အဲ့လိုမျိုးမချောင်းနဲ့နော်ဒီပိုနတာလေးကိုသူတို့ညှပ်ထောက်မှတာနဲ့ညှပ်ထောက်ပြီးဒီဒီတားလေးခုလိုမျိုးပြန်ဆက်မှတာနဲ့ဒါဆိုရင်ကိုယ့်ရဲ့ဆက်ချောင်းနဲ့ဒီအမဲရဲ့အမဲအမဲနဲ့ကိုယ့်ရဲ့ဆက်ချောင်းနဲ့ဒီအမဲရဲ့ဒီဇိုင်းစင်းချောင်းနဲ့တစ်ဖက်တည်းဖြစ်သွားတဲ့အခါမှာဆိုလေ ပဲမှာဆက်ချောင်းလဲချတော့တွေ့တော့ဘူးသူပြောနားလဲလားအဲ့လိုမျိုးဆက်ချောင်းဆက်တဲ့အခါမှာဆိုရင်အမိတ်သွားမဲ့အစင်အတိုင်းပဲချော်ရိုးပြဖြောက်လဲဆက်ပေးနော်ဒါမှသာလဲပင်ရဆက်သွားမှဆက်ချောင်းလဲသူကကြတော့မပေါ်မှာသူပြောနားလဲလားဒါဆိုရင်သူဆက်လိုက်ပြီနော်ဒီမှာဆိုသူဆက်လိုက်ပြီနော်အမိုက်ကနေ64ဆိုင်လေးဖယ်ပြီးလို့ရှိရင်ဒီပုံနဲ့အပိုင်းလေးကိုခုလိုမျိုးဆက်လိုက်မယ်နော်။ဒါဆိုတော့ဆက်လိုက်ပြီ။နော်။အရင်အရင်တော့ဆက်နော်။အရင်တော့ဆက်အရင်တော့ဆက်ပြီးမှတန်လဲတော့ဆက်တိုင်းမှာနော်။ ။အရင်စောဆက်ပြီးမှတာလဲ37တိုင်းမှာနော်။ဒါမှဆိုရင်37ပြီးဆိုပါဆိုတော့ညလဲလား။အမှဆိုရင်ပုံတော့70ပြီဆိုပါဆိုအမှဆက်ဆက်ပြီလို့ရှိရင်ဒါဆက်ပြီလို့ရှိရင်မိုက်ကနေဆောနာနံပါတ်1အပိုင်းလေးတော့မမဒီမှာနံပါတ်1အပိုင်းနော်ဆောနာကတော့ညှက်ထောက်တာလေတွေ့လားဒီအမှနေရာလေးမှာတော့ညှက်ထောက်တာလေဒါနံပါတ်1အပိုင်းလေးနော်အမှဆိုရင် ဒီကကြတော့နံပါတ်1အပိုင်းတွေ့လားဒီဒါလေးကိုသွန်နံပါတ်1ခဏကစောနာအသွန်ပြောနံပါတ်1ကတစ်ချက်ထားတာသွန်ပြောနားလေလားစောနာအသွန်ပြောပြီလေနံပါတ်1ကတစ်ချက်ထားတာချက်ထားတာသွန်ပြောထားတယ်ဟုတ်ဒါဆိုရင်နံပါတ်1ကလည်းနံပါတ်1လေးကကြတော့စောနာကပုံနေတဲ့အပိုင်းလေးကိုသွန်ဖြတ်ပြီးဒီမှာပြန်လာဆက်ဝေးပြီးဖြစ်တဲ့အတွက်ကြောင့်နံပါတ်1လေးသွန်လို့ဆက်တိုင်းမှာပေါ့နော်ဒါဆိုရင်နံပါတ်1ပြောတာလေးကကြတော့ခါကိုနှင်းနဲ့စပြီးတလက်မနဲ့ပေါင်းတာလေးပါနော်နံပါတ်1အကွက်ပြောတာလေးကကြတော့ခါကိုနှင်းနဲ့စပြီးတလက်မပေါင်းတာလေးပါဒါဆိုရင် ဒါဆိုရင်စောနာတွန်ကကြီးစာတောက်ထားတဲ့အမှတ်ရှိတယ်နော် ကကြီးစာတောက်ထားတဲ့အမှတ်ကနေတွန်တို့နံပါတ်၁အကွက်လေးဖြည့်လိုက်မယ်နော် ရလားစနာဆိုဒီလိုမျိုးလေးဟုတ်လားကာကြည့်စာတားတားလေးအမှတ်ကနေနံပါတ်1အကွက်လေးဖြည့်လိုက်မယ်နော်နံပါတ်1အကွက်ပြောတာလေးကကြတော့ခါကိုနှင်းနှက်စားပြီးတလက်မနဲ့ပေါင်းတာလေးပါအခုကကြတော့လေအမိုက်ထမဲအာဒီအမိုက်ယူနေနားမလဲတဲ့သူတော်တော်များတယ်နော်ဒီဗီဒီယိုလေးကြည့်ပြီးလို့ရှိရင်တော်တော်လေးစင်စင်ပြေပါစေလို့တွန်းရွယ်ပြီးအခုလိုမျိုးပြင်ရဌာနပေးတာချင်းဖြစ်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကြည့်ပြီးလို့ရှိရင် like လုပ်နော်နားမလဲလို့ရှိရင်တွန်းရစီပြမှာအချိန်မြေလာမေးလို့ရပါတယ်ဒါဆိုရင်ဒီကာကြည့်စာတားတားလေးအမှတ်ကိုယူထားတဲ့အမိုက်ကိုခောက်မဲ့အမိုက်ကာကြည့်စာ တောက်ထားတဲ့အမှတ်ကနေတုံးတော့အပိုင်းတလေးဖြီးလိုက်မယ်เนาะဒါဆိုအပိုင်းတအပိုင်းတကဒီနေရာလေးရှိတယ်ဆိုပါစို့ဒါဆိုအပိုင်းတလေးတုံးဖြီးလိုက်ပြီတွေ့လားအပိုင်းတအပိုင်းတရဲ့ဒီအဘက်မှာနှစ်လေးရှိနေမှာတော့အပိုင်းတရဲ့ဒီချာဂျန်တဲ့ဘက်ချမ်းမှာဆိုရင်တုံးရှိတယ်တုံးပြောတုံးရှိနေတာလေးပါအပိုင်းတရဲ့ဒီဘက်မှာနှစ်လေးနှစ်ခွက်လေးလာပြီဆိုတော့အပိုင်းတရဲ့ဂျန်တဲ့ဘက်ချမ်းမှာတုံးလာမယ်တုံးပြောဟုတ်လားဒါဆိုရင်ဒီအပိုင်းတုံးလေးတုံးဆက်ဖြီးလိုက်ရုံပဲပေါ့အပိုင်းတုံးပြတာလေးကခါကိုနှစ်နဲ့စားပြီးခါကိုနှစ်နဲ့စားပြီး အာဗလဲသာစာရှိလက်မနဲ့ပေါန်တာလေးပါဒါဆိုရင်ခါကိုနှစ်နှစ်စားပြီးသာစာရှိလက်မပေါန်တဲ့ခါမှာဆိုဒီအွက်လေးမရလာဘူးလားဒါဆိုရင်ဒီအွက်လေးတုံးတော့ဆက်ပြေးမှာပေါ့နော်ဒီမှာဒီအွက်လေးတုံးတော့ဆက်ပြေးမယ် ဒါဆိုအပိုင်းတောင်းလဲရပြီအပိုင်းတောင်းဆွဲတဲ့အခါမှာဆိုရင်အမြဲတမ်းအတွင်းဘက်ကိုပြန်မှတ်ပေးပါတော့အမြဲတမ်းမှားတယ်နော်။ဘာဖြစ်ဆိုတော့ဒီအတွင်းဘက်မှာဆိုရင်တုံးတော့ဓာတ်လေးထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အတွင်းဘက်ကိုပြန်တိုင်းပေးပါနော်။ဒါဆိုရင်အပိုင်းတောင်းလေးဖြည့်ပြီးပိုင်းတောင်းပိုင်းတောင်းလေးဖြည့်ပြီးနော်။ဒါဆိုရင်အပိုင်းတောင်းလေးပုံဖြည့်ပြီးနော်။ဒါဆိုအပိုင်းတောင်းလေးဖြည့်ပြီးဆိုတော့ပိုင်းတောင်းရဲ့ဘေးမှာပါရှိလေ။ပိုင်းတောင်းရဲ့ဘေးမှာဆိုအပိုင်းလေးလေးရှိနေတာလေးပါ။ဒါဆိုအပိုင်းလေးလေးဆက်ဖြည့်မှာပေါ့။ เนาะမှာဆိုအပိုင်းလေးလေးသုံးဆက်ပြေးလိုက်မယ်ပိုင်းလေးလေးသုံးဆက်တိုင်းလိုက်မယ်ပိုင်းလေးရဲ့ဘေးမှာပါရှိလဲအပိုင်းလေးရဲ့ဘေးမှာဆို6ဆာတလတ်မရှိနေတာလေးပါပိုင်းလေးရဲ့ဘေးမှာဆိုရင်6ဆာတလတ်မရှိနေတာလေးပါဒါဆိုရင်အပိုင်းလေးရဲ့ဘေးမှာဆိုရင်6ဆာတလတ်မလေးသုံးပြေးလိုက်မှာဒါဆိုပြီးသွားပြီတွေ့လားပြီးပြီးပြီးလို့ရှိရင်ပြန်ဆက်ပြီးပြီးလို့ရှိရင်ပြန်ဆက်ကိုရေးထားတဲ့သမိန်ရဲ့နံပါတ်လေးနဲ့ဒီအပိုင်းလေးကိုကြတော့အတွင်ဘက်မှာလဲမှတ်ပြအောင်เนาะမမေ့နဲ့เนาะအပိုင်းလေးမှာလဲအတွင်ဘက်မှာလဲမှတ်ပြအောင်မမေ့နဲ့ ဒါဆိုရင်အခုကိုဆွဲထားတဲ့ပတ်တန်နဲ့ဒီပုံစံလေးနဲ့အစင်လိုက်ဖြစ်မဖြစ်ပြန်စစ်မယ်။ဒါဆိုရင်ရေဝဆောင်နဲ့6ဆတက်လက်မှာအာဒါကြတော့အပိုင်းလေးနော်။အင်းဒါဆိုရင်ပုံစံလေးလည်းပြန်စစ်မယ်နော်။ဒီမှာဆိုရင် ဒီတကနဲ့တော့စစ်မနော်ဒီမှာ6ဆတလက်မှာဒါကြောင့်ဘက်မညီတာဖြစ်အတွက်ကြောင့်ဒီလိုမျိုးဖြစ်တယ်နော်ဘယ်လိုပဲဆက်ဆနော်ဒီလိုမျိုးအဆင်လိုက်ဖြစ်လို့ရှိရင်ရပြီရှေ့ပဲတော့နောက်ပဲတော့ဒီလိုမျိုးအဆင်လိုက်နဲ့လာရလို့ရှိရင်ရပြီနော်ဒီမှာဆို6ဆတလက်မှာဒီမှာ6ဆတလက်မှာတွေ့လား6ဆတလက်မှာရဲ့ဘေးမှာဆို2နှစ်နဲ့တလား2နှစ်အကွက်ရှိနေတာလေးပါ6ဆတလက်မှာရဲ့ဘေးမှာဆို2အကွက်ရှိတယ်နှစ်ရဲ့ဘေးမှာဆိုတစ်လေးရှိနေတာလေးပါဒီမှာနှစ်ရဲ့ဘေးမှာဆိုတစ်ရှိနေတာလေးပါဒါဆိုတစ်ရဲ့ဘေးမှာဆိုရင်3ရှိနေတာလေးပါတစ်ရဲ့ဘေးမှာဆိုတော့3ရှိနေတာလေးပါတွေ့လားဒါဆိုရင်3 3ရက်ဘေးမှာဆို၄ရှင်းနေတာလေးပါ3ရက်ဘေးမှာဆို၄ရှင်းနေတာလေးပါ၄ရက်ဘေးမှာဆို60ဒလမဒီမှာဆို၄ရက်ဘေးမှာဆို60ဒလမရလာဒါဆိုပြီးတော့ပြီเนาะဒါဆိုရင်ပြီးလို့ရှိရင်တေထမိုင်ကွင်းကအမက်နေရာပဲပဲဆက်ချောင်းရှိလိုက်မယ်သုံးပြောင်းနားလည်လားဆောနာကဆိုရင်ဒီစစပက်တန်ဆွဲခြင်းကဒါဆိုရင်အမက်နေရာမှာဆက်ချောင်းရမရသုံးလို့ခြောက်ကြည့်လိုက်မယ်ဒါဆိုရင်60ဒလမကိုအခုလိုမျိုးပဲသုံးခါလိုက်မယ်ဒီဘက်က60ဒလမလည်းဒီလိုမျိုးပဲခုံခါလိုက်မယ်เนาะ အာဟုတ်ပြီဆောက်တာလက်မဒီလိုမျိုးခလိုက်မယ်ဒါဆိုအဖောင်းငယ်ကကြတော့ဒီမှာတုံးကကြည့်စာတောက်ထားတဲ့အမှတ်အတိုင်းပဲဒီလိုမျိုးမခောက်ဘူးလားကကြည့်စာတောက်ထားတဲ့အမှတ်အတိုင်းပဲဒီလိုမျိုးလက်ခောက်မယ်ဒါဆိုရင်တောင်းတဲ့လေးကဒီလိုမျိုးခောက်ချလိုက်မယ်ဒီနှစ်ခုပူးမယ်၆စာနှစ်ခုပူးပြီးလို့ရှိရင်တုံးတော့ဒီလိုမျိုးပြန်ခောက်တဲ့အခါမှာဆိုရင်ဒါဆိုရင်ကိုလိုချင်တဲ့ ဘယ်ဖုံးသမားအမိတ်လေးရပြီတွေ့လားကိုလိုချင်တဲ့ဘယ်ဖုံးသမားအတွက်ရလာပြီဒါဆိုစัจ장ကကြတော့အမိတ်မှာပဲပေါ်လိုက်မယ်အမိတ်မှာပဲစัจ장ရှိလိုက်မယ်သူပြောနားလဲလားဆောနာကဆိုရင်ဒီညမှာသူတိုက်ကတ်ထားတယ်တွေ့လားသူမှာစัจ장ကကြတော့ဒီအမိတ်နေရာမှာရှိပဲရှိနေတာလေးပါရလားကို6မဲ့ထမိန်ခွင်းရအမိတ်က ကိုထမိုင်ဖောင်းတဲ့ဘက်မဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်လို့ဆက်ချောင်းပေါ်လိုက်မယ်အဆက်ချောင်းကကြပေါ်တဲ့အခါမှာနှမျိုးရှိတယ်ဘဲဆက်ချောင်းလားတမဟုတ်ဆိုအမိုက်နေရာမှာဆက်ချောင်းလားဆိုတော့ထက်ခွဲတယ်ကိုရထမိုင်ချောင်းနဲ့ထမိုင်ခွင်းကအမိုက်ကတအားကိုဘေးရောက်လွန်ခဲ့မှဆိုရင်ဆက်ချောင်းကအမိုက်နေရာပဲရှိနေရှိနေလိုက်မယ်ဒီထမိုင်ခွင်းကအမိုက်ကတအားကိုဘေးရောက်လွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ချောင်းကဒီနေရာလေးတော့ကတက်ကတ်တာလေတွေ့လားဒီအမိုက်နေရာမှာပဲတွန်းအတွန်းလောက်ထားတာလေးပါတွေ့လားအမိုက်နေရာလေးမှာပဲဆက်ချောင်းလေးရတယ် နော်ဒါဆိုရင်တောင်းခွင်းလဲနားလဲလဲမျိုးတော့ထင်ပါတယ်နော်တောင်းပြီးလို့ရှိရင်လဲလဲဆက်သွားမယ်နော်မိမပြက်ခင်လဲလဲဆက်သွားမယ်မြ мян လဲသွားမယ်နော်ဒါဆိုတော့တောင်းလဲနားလဲပြီးဆိုတော့လဲဆက်သွားမယ်နော် မဆိုလေးလေးဆက်သွားပေးမယ်နော်လေးရဒီပုံနေရပြီဆိုရင်ပဲထမိန်ခွင်းမဲ့လာလာဒီလိုမျိုးပဲသွားတာလေးပဲလွယ်လွယ်လေးပဲနော်မလျှော့လိုက်ရင်နော်လွယ်လွယ်လေးပဲအာဒီအပိုင်းတော့မှာသွားဆက်တဲ့အခါမှာဆိုနည်းနည်းတတိထားနည်းနည်းတတိထားလို့ရှိရင်ရပြီအပိုင်းတော့သွားဆက်တဲ့အခါမှာဆိုရင်၆စာတလက်မဖယ်ပြီးဂျန်နာလေးကိုညှပ်ထုတ်မယ်၆စာတလက်မဖယ်ပြီးမှဂျန်နာလေးကိုညှပ်ထုတ်မယ်အဘေးဆက်ချောင်းနဲ့လာမယ်နော်ဘေးဆက်ချောင်းလို့ရှိရင်လို့ရှိရင်၆စာတလက်မဖယ်ပြီးပုံနေတာလေးကိုညှပ်ထုတ်လိုက်အစ်တာလေးနည်းနည်းမှတ်မှတ်ပေးလို့ရှိရင်ရပြီဒါဆိုရင်နံပါတ်လေးလေးတွန်းသွားမယ်နော် နံပါတ်၄ခွင့်ကြည့်တဲ့အခါမှာသူပေးတဲ့ထမိန်ခွင့်ရဲ့အမက်ကကြတော့ဘယ်လက်မှာရှိနေတာဘယ်ဘက်လက်မှာရှိတဲ့အတွက်ကြောင့်မလို့ဒီထမိန်ခွင့်ကကြတော့ဘယ်ဘုံသမားအတွက်တွန်းတွန်းဘက်ပဲတွန်းဘက်ပဲဘယ်ဘုံသမားအတွက်ဘယ်ဘုံသမားအတွက်တွန်းလဲဘယ်ဘုံပဲသူပေးတဲ့ထမိန်ခွင့်ကလည်းဘယ်ဘယ်သမားအတွက်ပဲဆိုရင်တော့ စက်ကြံလည်းမရှိဘူးစက်ကြံလည်းမရှိဘူးဒါပေမဲ့စက်ကြံရှိရှိခဲ့မဲ့ဆိုရင်လည်းအတွင်းပတ်မှာပဲစက်ကြံပေါ်လိုက်မယ်အဘလို့မျိုးလဲဆိုတော့အမိုက်ကကြတော့တအားကိုဘေးရလွန်ခဲ့မဲ့ဆိုရင်စက်ကြံကကြတော့အတွင်းစက်ကြံနဲ့ပဲ ရှင်းလိုက်မယ်။ဒါဆိုရင်ဒါကကြတော့အမက်ကတအားကိုဘေးမရောက်ဘူးလား။အမက်ကတအားကိုဘေးရောက်လွန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကြံကကြတော့အသွင်ဘက်မှာပဲရှင်းနေလိုက်မယ်။နော်ဒါဆိုရင်စက်ကြောင်ကအတွင်းဘက်မှာရှိနေမှာတော့တုံတို့ဖို့လိုက်လို့ရှိရင်စက်ကြောင်လည်းမပေါ်ဘူးနော်အဖောင်ရဲ့အတွင်းဘက်မှာပဲသူရှိနေတာဖြစ်တဲ့အတွက်ကြောင့်မပြတ်နာမရှိဘူးဒါကြောင့်မလို့ကို6မက်ထမိန်ခွင်းရဲ့အမိတ်ကကို့ဘက်ပဲရှိခဲ့မှဆိုရင်အရန်ကိုအဆင်ပြေတယ်စက်ကြောင်လည်းမပေါ်ဘူးနော်အဲခဲရတီအမိတ်ကကြတော့ဒီနည်းနည်းအလဲလောက်မှရှိခဲ့မှဆိုစက်ကြောင်လုံးဝမရှိဘူးဖြတ်ပြီးတော့မဆက်သေးဘူးဒီတိုင်းလေးပဲတားလိုက်ရုံပဲဒါဆ မဲ့အခုကကြတော့အမက်ကကြတယ်လေတားကိုဘေးရလွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအတွင်းဘက်မှာဆွဲဆက်ချောင်းပေါ်လိုက်မယ်နော်အဆင်ပြေတယ်ဒါကြောင့်မလို့ထမင်ခွင်းရအမိုက်ကကိုဖက်ပဲရှိလို့ရှိရင်အရန်ကိုအဆင်ပြေတာစက်ကြောင်လေးမပေါ်ဘူးသူများနားလဲလားဒီထမင်ခွင်းကအတွင်းစက်ကြောင်ကအတွင်းပဲရမရသူတို့ပတ်တန်လေးဆွဲတော့မယ်နော်ဒါဆိုရင်ပတ်တန်လေးစဆွဲပြီနော် ထမိုင်ခွင်းနဲ့စားရတယ်မယ်အမက်ကိုအလယ်မှာထားပြီးလက်နှစ်ဖက်ကိုချလိုက်မယ်ကိုကကြတော့ဘယ်ဘောင်းမအတွက်ဆိုဘယ်ခောက်မယ်ညာဘောင်းမအတွက်ဆိုညာခောက်မယ်အခုတွန်းကဘယ်ဖြစ်အတွက်ကြောင့်မလို့ဘယ်လက်ခောက်မယ်အကားတက်မှလည်းအရှိဆုံးမှာပဲဒီအင်ဂျင်နဲ့ပဲမနေ့ကတွန်းလိုက်ဖိထားပေးတယ်ညာဘောင်းတက်တက်ပေါ့နော်ညာဘောင်းမအတွက်တက်တက်တွန်းလိုက်ဖိထားပေးတယ်နော်ဒီချိန်မဲ့ဒီချိန်မဲ့ เนาะအဲအဲ့ဒါဆိုရင်ခုကတွန်းလက်နှစ်ဖက်ကိုချလိုက်ပြီးဘယ်ဘောင်းပြက်အတွက်ကြောင့်မလို့တွန်းဒီလိုမျိုးခောက်မှာเนาะဘယ်ဘောင်းပြက်အတွက်ကြောင့်တွန်းဒီလိုမျိုးခောက်လိုက်ပြီးခောက်ပြီးလို့ရှိရင်အဲ့ဒီခောက်ပြီးလို့ရှိရင်ကကြစ်စာလဲတောက်မယ်ခပ်လို့ရှိရင်ကိုယူမဲ့ဒီအမိုက်တံပေါ်တမနာလေးကိုကကြစ်စာလေးတောက်မယ်အဲ့ဒီကကြစ်စာတောက်တာနဲ့အမှတ်ကနေတုံးတော့နံပါတ်၁လေးဖြည့်မယ်နော်နံပါတ်၁လေးအရင်ဖြည့်မယ်ဒါဆိုနံပါတ်၁ပြောတာလေးကကြတော့ခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်းတာလေးပါဒါဆိုရင်ကကြစ်စာတောက်တာနဲ့အမှတ်ကနေခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်းထားတဲ့အဖြစ်လေး အာတော့မှတ်လိုက်မယ်နော်မှတ်ပြီးလို့ရှိရင်ဒီမှာ တော့မှတ်ပြီးလို့ရှိရင်ဒီလိုမျိုးဆွဲလိုက်မယ်ဒါဆိုတပါနံပါတ်၁အခွက်လေးတွန်ဖြည့်လိုက်ပြီနော်ခါကိုနှစ်နှစားပဲတလက်မနဲ့ပေါင်းထားတဲ့အဖြစ်လေးတွန်ရေးလိုက်ပြီတမဆိုရင်နံပါတ်၁အခွက်လေးရသွားပြီနော်နံပါတ်၁အခွက်လေးရပြီနံပါတ်၁အခွက်ပြီးလို့ရှိရင်ပါလာမလဲနံပါတ်၁ပြီးခွက်ပြီးလို့ရှိရင်နှစ်လဲလာမယ်တစ်ပြီးလို့ရှိရင်အများသားနှစ်လဲလာမယ်တစ်ပြီးလို့ရှိရင်သုံးမလာဘူးနော်တစ်ပြီးလို့ရှိရင်အများသားနှစ်လဲလာမယ်နှစ်ကကြတော့ပင်နေရာမှာရှိလဲဆိုတော့ကိုသမိန်ဖုံးတဲ့ဘက်ရဲ့အတွင်းဘက်မှာပဲရှိနေရှိနေတာလေးပါကိုကကြတော့သမိန်ဖုံးကဘယ်ချမ်းဆိုရင်ဒီအတွင်းလေးမှာကိုခတ်ထားတဲ့သမ ိန်ဖုန်းရဲ့အတွင်းဘက်မှာပဲအမြဲတမ်းနှိမ့်ရှိတယ်။ဒါဆိုရင်အမြဲတမ်းနှိမ့်ရှိတာဖြစ်အတွက်ကြောင့်မလို့ဒါဆိုရင်ကကြစ်စာတာတာတဲ့အမှတ်ကနေဒီဘေးကဆိုရင်နှစ်လင်းမလာဘူးလား။ဒီမှာနှစ်လင်းလာတော့နှစ်လင်းရေးလိုက်ပြီနော်။ပြန်ပြောမယ်နော်။ကိုခါတာတမိန်ခါတာတဲ့ဖုန်းရဲ့အတွင်းဘက်အတွင်းဘက်မှာဆိုနှစ်အမြဲတမ်းရှိနေတာလေပါ။ဒါဆိုရင်တော့နှစ်လင်းရေးလိုက်ပြီ။ဒါဆိုတည့်ရက်ဒီအတွင်းဘက်မှာနှစ်လင်းရှိနေမှာတော့တည့်ရက်ဒီဂျန်တစ်ဖက်မှာဆို၃လင်းမလာဘူးလား။ဒါကြောင့်မလို့ဒီဘက်မှာဆို၃လင်း၃ဆွဲမှာပေါ့။ လွယ်လေးပဲเนาะမခက်ဘူးเนาะသမိုင်းတိုင်းဒီလိုမျိုးတော့လွယ်လေးပဲစဉ်းစားတော့ပြီเนาะတည့်ရက်ဒီအတွင်းဘက်မှာကိုသမိုင်းဖောင်းရက်အတွင်းဘက်မှာနှစ်လေးလာပြီဆိုတော့တည့်ရက်ကျန်တဲ့ဘက်မှာတောင်းလေးလာမှာပေါ့ဒါတောင်းလေးဖြစ်လိုက်ပြီဒါဆိုရင်နှစ်လေးတုံးဖြစ်မယ်เนาะနှစ်နှစ်လေးဖြစ်မယ်နှစ်ပြောတာလေးကကြတော့ခါကိုနှစ်နဲ့စပြီးတလက်မနဲ့ပေါင်းတာလေးပါနှစ်ဖြစ်ဖို့အတွက်တုံးမှာပိတ်စားမရှိဘူးပိတ်စားလုံးလုံးကကြီးစာတောင်းထားတဲ့အမှတ်ကနေတုံးတော့ပိတ်စားဆွဲဖို့အတွက်တုံးမှာပိတ်စားလုံးလုံးလောက်မရှိဘူး သူ့မှာသွန်တော့ဆဲဖို့အတွက်ခါကိုနှစ်နဲ့ဆားပြီးတလက်မနဲ့ပေါင်းဖို့အတွက်သူ့မှာပိုက်စားလလုံးလုံးလားလည်းမရှိဘူးဒါဆိုရင်နှစ်ကိုတစ်ချက်ထားလိုက်မယ်နှစ်ကိုတစ်ချက်ထားလိုက်မယ်ဒါဆိုတော့တောင်းအွက်လေသွန်ဆက်ဖြစ်မှာပေါ့သူ့မှာပိုက်စားမရှိဘူးကိုတစ်ချက်ထားမှာပေါ့နော်ဒါဆိုတော့တောင်းလေးသွန်ဆက်ဖြစ်မှာနော်ပေါင်းပြောတာလေးကကြတော့ခါကိုနှစ်နဲ့ဆားပြီးဒါစာရှစ်လက်မနဲ့ပေါင်းတာလေးပါ ခါကိုနှစ်နှက်စားပြီးတောက်စာရှစ်လက်မနဲ့ပေါင်းတာလေးပါ။ဒါဆိုရင်ခါကိုနှစ်နှက်စားပြီးတောက်စာရှစ်လက်မပေါင်းတဲ့အဖြစ်လေးကိုတုံတော့ဆွဲလိုက်မှာပေါ့နော်။တင်းနေရလေးဆိုပါဆိုနော်။တင်းနေရလေးဆိုပါဆိုနော်။ဒါဆိုရင်တင်းနေရလေးကိုတုံတော့ဖြတ်လိုက်မယ်။တင်းနေရလေးကိုတုံဆွဲလိုက်မယ်။ရလား။ อืมဒါကြတဲ့ဘာတောင်းကွက်လေးပြီးတော့ပြီးတောင်းပြီးလို့ရှိရင်ပါလာမလဲတောင်းတောင်းကွက်တိုင်းတဲ့ခါမှာဆိုရင်အတွင်းဘက်မြဲမှတ်ပေးပါเนาะဒီအတွင်းဘက်မှာပဲတိုင်းစစ်ချင်တယ်ခဲရုပ်ကိုထမိန်ခွင်းခိုင်းလို့ရှိရင်လေဒီနံပါတ်တောင်းကွက်ကဒီအပြင်မှာတော့မတိုင်းနေတဲ့အတွင်းဘက်မှာပဲတိုင်းเนาะအတွင်းဘက်မှာပဲတိုင်းဒါဆိုရင်အတွင်းဘက်ပြန်မှတ်မယ်အတွင်းဘက်ကကြတော့ဒီအကွက်လေးကကြတော့တောင်းအကွက်လေးပါเนาะဒါဆိုရင်တောင်းပြီးလို့ရှိရင်ပါလာမလဲတောင်းပြီးလို့ရှိရင်ပါလာမလဲတောင်းပြီးလို့ရှိရင်လေးလာမယ်เนาะတောင်းပြီးလို့ရှိရင်လေးလာမယ်ဒါဆိုတောင်းပြီးလို့ရှိရင်တော့လေးလဲဆက်တိုင်းမှာပေါ့လေးပြောတာလေးကကြတော့ခါ နှစ်နဲ့စားပြီးနှစ်လက်မနဲ့ပေါင်းတာအဲဒါဆိုရင်ခါကိုနှစ်နဲ့စားပြီးနှစ်လက်မနဲ့ပေါင်းတာတဲ့အဖြစ်လေးတွန်းလို့ဆွဲမှာပေါ့ နော်ခါကိုနှစ်နဲ့စားပြီးနှစ်လက်မှနဲ့ပေါင်းထားတဲ့အဖြစ်လေးဒီနေရာလေးဆိုပါဆိုနော်တုံဆွဲလိုက်မယ်နော်ဒါဆိုရင်အဲ့ဒီနံပါတ်၄အကွက်လေးကမှကြတော့ကိုထမိုင်ခွေမပြည့်ခဲ့ဘူးဆိုရင်အဲ့နှစ်လက်မှလေးကိုတုံဖြောက်လို့ရတယ်နော်အဲ့ဒီနှစ်လက်မှလေးတုံဖြောက်တဲ့အခါမှာဆိုခါကိုနှစ်နဲ့စားတဲ့အဖြစ်ပဲတုံတော့ရေးမပေါ့ဒါဆိုနှစ်လက်မှဖြောက်တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောက်လေးလုံးဝမထည့်နဲ့နော်နှစ်လက်မှပြောက်တော့မှဆိုရင်လိုတိုပိုရှော့တောက်လေးမထည့်နဲ့ညလားဒါဆိုရင်ဒါလေးကကြတော့အပိုင်းလေး အပိုင်းလေးလေးရလာပြီနော်ဒါဆိုအပိုင်းလေးရဲ့ဘေးမှာပါရှိနေတာလည်းလေ6ဆတလမရှိနေတာလည်းပါဒါဆိုအပိုင်းလေးရဲ့ဘေးမှာ6ဆတလမလည်းဖြီးလိုက်မှာပေါ့ဒါဆိုရင်6ဆတလမဒီမှာ6ဆတလမလေးတုံးဖြီးလိုက်ပြီနော်6ဆတလမလေးဖြီးလို့ရှိရင်6ဆတလမရဲ့ဘေးမှာဘာမှမရှိတော့ဘူးနော်6ဆတလမရဲ့ဘေးမှာ ချော့စာတလမရဲ့ဘေးမှာဘာမှရှိလို့ဒါဆိုချော့စာတလမရဲ့ဘေးမှာဘာမှရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညှပ်ထားလို့ရပြီအစ်ဒီပုံနဲ့တဲ့အပိုင်းလေးကိုတော့ညှပ်ထားလို့ရပြီပေါ့နော်ဒလားပုံနဲ့တဲ့အပိုင်းလေးကိုတော့ညှပ်ထားလို့ရပြီညှပ်ထားလိုက်မယ်အစ်ဒီပုံနဲ့တဲ့အပိုင်းလေးညှပ်ထားပြီလို့ရှိရင်ပြန်မသွားဆက်လဲဆိုတော့ဒီအပိုင်းနှစ်မှာသွားဆက်မယ်နော်ဒီအပိုင်းနှစ်မှာသွားဆက်မယ်အဲ့လိုမျိုးအပိုင်းနှစ်မှာသွားဆက်တဲ့အခါကျရင်လေပုံနေတဲ့နည်းနည်းပုံနေတာလေးမညှပ်ထောင်းနဲ့ဒီအပိုင်းနှစ်မှာသွားဆက်တဲ့အခါဆိုရင်လေဘတော်မှမညှပ်ထောင်းနဲ့ဒီတိုင်းလေးပဲဆက် ဒီအပိုင်းပိုနေတာပိုနေတာအပိုင်းလက်ကိုဒီအပိုင်းတောင်းနဲ့ဒီအပိုင်းတက်နဲ့လာပြန်ဆက်တဲ့အခါမှာတုံတော့နည်းနည်းပြဿနာလေးရှိတယ်နော်အပိုင်းတောင်းဆွဲဖို့အပိုင်းတောင်းဖြည့်ဖို့ဒီအပိုင်းတက်နဲ့လာဆက်တဲ့အခါမှာဆိုရင်ချော့စာသလမဖယ်ပြီးကျန်တာလေးကိုညှပ်ထောက်ရမယ်တုံတော့ဒီပိုနေတဲ့အပိုင်းလက်ကိုအပိုင်းနှစ်နဲ့အမြဲတမ်းဆက်တဲ့အခါမှာဆိုရင် ဘာမှမစင်းစားနဲ့ဒီတိုင်းလဲဆက်ဘာမှမညှက်နဲ့အပိုင်းနှစ်ကအမြဲတမ်းသူအတွင်းဘက်မှာပဲရှိနေတာလင်းလေနော်အပိုင်းနှစ်ကကြတော့သူအမြဲတမ်းပဲအတွင်းဘက်မှာအတွင်းဖောက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့တုံတို့ပုံနေတဲ့အပိုင်းလေးကိုဘာမှမဖြတ်နဲ့ဒီတိုင်းလေးပဲဆက်အပိုင်းနှစ်နဲ့သွတ်ဆက်တဲ့ခါမှာဒီတိုင်းလေးပဲအမြဲတမ်းဆက်မယ်ဒီအပိုင်းသုံးသွတ်ဆက်တဲ့ခါမှာတာလင်းတုံတို့၆ဆတလက်မလေးဖယ်ပြီးဂျန်ဖြတ်တာတလက်မလေးဖယ်ပြီးဂျန်တာလေးကိုညှက်ထောက်ပေးဆက်ကြောင့်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့၆ဆတလက်မဖယ်ပြီးဂျန်တာလေးကိုညှက်ထောက်ညှက်ထောက်ပြီးမှဆက် ဒီအပိုင်းသုံးဆက်တဲ့အခါမှာဆိုရင်နည်းနည်းတိတိထားပြင်းနော်ဒီတင်နေရာလေးမှာပေါ့60တလမ်းမဖယ်ပြီးကျန်တာလေးကိုညှတ်တော့တမတ်တာလင်းဘေးဆက်ကြောင်းလိုက်ရမှာနော်ဒီအပိုင်းနှစ်နဲ့သွားဆက်တဲ့အခါမှာဘာမှစဉ်းစားနဲ့ဘာမှညှတ်တော့စရာမလိုပုံနေတဲ့အပိုင်းလေးကိုတုံတို့သွားဆက်လိုက်ရုံပဲအပိုင်းနှစ်ကအတွင်းချမ်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့တုံတို့ဘာမှညှတ်ထုတ်စရာမလိုနော်ဘယ်ဘုံဖြစ်ညာဘုံဖြစ်ဒီအပိုင်းနှစ်နဲ့လာပြန်တွဲတဲ့အခါမှာဆိုရင်လေပိုင်းနှစ်နဲ့ဆက်တဲ့အခါမှာဆိုရင်လေဘာမှမစဉ်းစားနဲ့ဒီတိုင်းပဲ ဒီတိုင်းလည်းပဲဆက်ပေးပါဒီတိုင်းလည်းပဲဆက်သွားပါအပိုင်းနှစ်ကအမြဲတမ်းသူကအတွင်းဖုံးမဲ့ဖြစ်တဲ့အတွက်ကြောင့်လို့ဆက်ကြားကကြောင့်အတွင်းဘက်မှပဲပေါ်တော်နေတာလေးပါအပြင်ဘက်သူမရောက်ဘူးနော်ဒါဆိုရင်ဒီမှာဆက်ကြားလေးတွန်ဆက်လိုက်ပြီနော်ဒီမှာဆိုပုံနေတဲ့အပိုင်းလေးကိုဒီမှတ်မှာလာဆက်လိုက်ပြီဆက်ပြီးလို့ရှိရင်ဒီမှာပိုင်းနှစ်လေးစောနာကတွန်ပြောထားတယ်အပိုင်းနှစ်ကတစ်ချက်ထားတာတွန်ပြောနားလည်လားစောနာဆိုရင်ဒါဆိုရင်အပိုင်းနှစ်လေးတွန်ဆက်ဖြည့်မှာပေါ့နော်အပိုင်းနှစ်ပြောတာလေးကကြတော့ခါကိုနှစ်နဲ့စားပြီးတလက်မနဲ့ပေါင်းတာလေးပါ ဒါဆိုရင်ခါကိုနှစ်နဲ့စားပြီးတလမနဲ့ပေါင်းတာလေးပါဒါဆိုရင်ခါကိုနှစ်နဲ့စားပြီးတလမနဲ့ပေါင်းထားတဲ့အဖြစ်လေးသုံးဖြည့်လိုက်မယ်နော်ဒီနေရာလေးမှာသုံးဖြည့်လိုက်မယ်သုံးဖြည့်လိုက်ပြီးလို့ရှိရင်မှာဆိုရင်ပိုင်းနှစ်အကွက်လေးသုံးဖြည့်လိုက်မယ်တွေ့လားအပိုင်းနှစ်ခွက်လေးဖြည့်လိုက်ပြီးပိုင်းနှစ်ရဲ့ဘေးမှာပါရှိနေတာလေးလဲပိုင်းနှစ်ရဲ့ဘေးမှာဆို6ဆာတလမရှိနေတာလေးပါဒါဆိုတော့အပိုင်းနှစ်ရဲ့ဘေးမှာဆိုရင်6ဆာတလမလေးသုံးဖြည့်လိုက်ရုံပဲနော် ိုင်းနှစ်ရက်ပင်မှာ6စာတလမလည်းဖြစ်လိုက်ပြီဒါဆိုရင်6စာတလမရဲ့ပင်မှာဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးဖြစ်အတွက်ကြောင့်လည်းပုံနဲ့တဲ့ထမိန်လေးကိုညှပ်ထောက်မှာပေါ့ နော်ပုံနေတဲ့ထမိုင်လေးကိုညှပ်ထောက်မယ်ဒီထမိုင်ခွင်းရအမက်ကဘယ်ဘုံသမားအတွက်ပဲတွန်းလဲဘယ်ဘုံပဲဖြစ်ဖြစ်ကြမလို့စัจจံကမရှိဘူးဒါပေမဲ့စัจจံမရှိမရှိပင်မဲ့လဲသူရဲ့အမက်ကကြတော့တအားကိုဘေးရောက်လုံးတာဖြစ်တဲ့အတွက်ကြမလို့စัจจံတော့ရှိလိုက်မယ်ဒါပေမဲ့အဲ့ဒီစัจจံကအတွင်းဘက်မှာပဲရှိနေတာလေးပါတွန်းပြောခဲ့တာဟုတ်ဒါဆိုရင်ဒီအမက်ကကြတော့တွန်းတော့ပတ်တန်ဆွဲပြီးဒီအမက်ကအတွင်းဘက်အတူရဲ့ဆက်ကြကအတွင်းပဲရမရတွန်းတော့လောက်ရမယ်နော်တွန်းတော့၆တော့မယ်ဒါဆိုရင်၆စာတလက်မကိုဒီလိုမျိုးလေးခါလိုက်မယ် ။ဒါဆိုတော့အတွင်းဘက်ပဲစက်ချောင်းပေါ်မပေါ်သုံးလို့60တလက်မှကိုဒီလိုမျိုးလေးခါလိုက်မယ်။ဟမ်60တလက်မှကိုဒီလိုမျိုးခါလိုက်မယ်။ဒါဆိုရင်အဖုံးချမ်းကိုဒီလိုမျိုးအဖုံးချမ်းကကြာတော့ကစ္စတောက်ထားတဲ့အမှတ်ကိုဒီလိုမျိုးပဲခါရမှာမဟုတ်လား။ခါပြီလို့ရှိရင်ဒီအပိုင်းသုံးတဲ့အပိုင်းလေးကကြာတော့ဒီလိုမျိုးသွားဆောင်လိုက်မယ်။နော်အပိုင်းတော့အပိုင်းလေးကိုကြာတော့ဒီလိုမျိုးသွားဆောင်လိုက်မယ်နော်ဆောင်ပြီးလို့ရှိရင်ဒီလိုမျိုးခောက်ချတဲ့အခါမှာဆိုရင် ဘယ်ဘုံသမားအတွက်မရလာဘူးလားကျွန်ဒါဆိုရင်အမိုက်လေးကကြတော့ဘယ်ဘုံသမားအတွက်ရလာပြီတွေ့လားဒီအမိုက်ကကြတော့ဘယ်ဘုံသမားအတွက်ရလာပြီဒါမဲ့ဒီသမိုင်ကွင်းကကြတော့သူ့ရဲ့ဆက်ချာကအတွင်ဘက်မှာပဲရှိနေတာလဲပါသုံးပြောခဲ့တော့ဒါဆိုရင်သုံးပြန်ကြည့်တဲ့အခါမှာဆိုဒီမှာတွေ့လားဆက်ချာကကြတော့အတွင်ဘက်မှာပဲရှိနေတာလဲပါဒီမှာဆိုသုံးတိုက်ကတ်တာလဲတွေ့လားဒီမှာအခွဲလဲတွေ့လားဟုတ်လားဆက်ချာကကြတော့အတွင်ဘက်ပဲရှိနေတာလဲပါနော်ဒီသမိုင်ပတန်လေးကကြတော့အမိုက်ရဲ့ဆက်ချာအမိုက်ကတအားကိုဘေးရလွန်းတာဖြစ်အတွက်ကြောင့်မလို့သူ့ရဲ့ဆက်ချာကကြတော့ဒီအတွင် ွမ်ဘတ်မှာပဲရှိနေတာလေပါဒါဆိုမရတော့ဘူးလားသုံးပြောင်းနားလဲလားနားလဲတော့ဟုတ်အခုတွန်းရှင်းပြတာနားလဲတော့ဟုတ်ဒါဆိုရင်ကိုရကစတမာတော့အကလာအပ်တော့မယ်ဆိုရင်အမိတ်ကအမိတ်ကအာသူရတူလာအပ်တော့မယ်ဆိုရင်ကိုပြောပြလို့ရတာပေါ့ဒါဆိုရင်ဒီထမိန်ခွင်းလေးကိုကြည့်ပြီးကိုခတ်မှန်းလို့ရတာပေါ့အာဒီဒီထမိန်ခွင်းရဲ့အမိတ်ကကိုပဲမဟုတ်ဖြစ်အတွက်ကြောင့်ဆက်ချောင်းပေါ်လိုက်မယ်နော်ဒီဘေးဆက်ချောင်းပေါ်လိုက်မယ်ဒါမှမဟုတ်ဆိုရင်ဒီအထွန်းဘက်ဆက်ချောင်းပေါ်လိုက်မယ်နော်အဲ့လိုမျိုးကိုပြောပြလို့ရတာပေါ့ချက်ချင်းသူ့ကို ပြောပြလို့ရပါဒါကြတော့အစင်းစားနေသမန်တကွင်းကြီးတိုင်းနဲ့စက်ကြံကပင်ညာရှိလဲဆိုတော့ကိုချက်ချင်းပြောနိုင်တဲ့ပညာလေးသွန်မြှဝေပေးတာပါနော်ဒါဆိုရင်ကိုရဲ့ကဆာမလာအတော့မယ်ဆိုရင်သူ့ထမိုင်ကွင်းလေးကိုကြည့်ပြီးစက်ကြံကတင်ညာမှာရှိရမယ်နော်တင်ညာမှာရှိလိုက်မယ်နော်လက်ခံတာပေါ့နော်အချက်ချင်းပြောပြောလို့နိုင်တယ်ပေါ့နော်ထမိုင်ကွင်းတွေးလိုက်နေနဲ့အဲစက်ကြံကပင်ညာရှိလဲပင်ညာရှိလဲဆိုတော့သူ့ကိုချက်ချင်းပြောပြလို့နိုင်တယ်ပေါ့ချက်ချင်းပြောပြလို့ရတာပေါ့ပုံပြနားလည်လားဒါဆိုရင်တော့ဆက်သွားမယ် အပိုင်းလေးလေးပတ်တန်လေးလေးရပြီဆိုတော့ပတ်တန်၅လေးတွန်းသွားပေးမယ်နော်